တက်ဆုညင်ရဲ့စစ်မှန်ဝင့်ချီဘိတ်တနိုးဧကရီဝစ်ဆောင်ကိုလေလံတင်ပြီးငလျင်ဘေးထွက်လွတ်တန်းသွားမယ့်ဒီဇိုင်းနာအားလုံးပဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်ပြင်းထန်တဲ့ငလျင်ကြောင့်မြန်မာနိုင်ငံအတွင်းမှာပျက်စီးဆုံးရှုံးမှုတွေကိုကြုံတွေ့နေရတာပေါ့နိုင်တဲ့ဘက်ကနေကိုညင်ပေးကြဖို့အတွက်အားလုံးကကြိုးစားနေကြကတံမိုးထားတဲ့အရာတွေကိုလေလံတင်ရောက်ချတာတွေကိုလည်းလုပ်နေကြပါတယ်အရင်ထဲမှာတော့ဒဲဆုညေဝစ်ဆင်ခဲ့တဲ့စစ်မှန်ဝင့်ချီဘိတ်တနိုးအေဂရီဝစ်ဆောင်ကိုလေလာတင်ရောက်ချတော့မယ်ဒီဇိုင်းနာ TK team လဲပါဝင်ပါတယ် 2024ခုနှစ်ကထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ Miss Grand International 2024မှာလက်ဆုံရဝတ်ဆောင်ခဲ့တဲ့ဝတ်ဆောင်ကြီးကနာမည်ကြီးခဲ့ပါတယ်။အရိဝတ်ဆောင်ကိုစစ်မှန်ဝင့်ချီဗေဒနုတ်အေဂရီလို့နာမည်ပေးထားတာပါ။ အကောင်ဆုံးဝစ်ဆုံစုကိုမရခဲ့ပေမဲ့လည်းနိုင်ငံတကာပြည်သက်တွေခြားထဲမှာလူကြိုက်များခဲ့သလုံးဗိုလ်တင်လည်းအများဆုံးရခဲ့တဲ့ဝစ်ဆုံပေါင်းအရီဝစ်ဆုံကိုဖန်တီးခဲ့တဲ့ဒီဇိုင်နာတီကေကငလင်ဘေးတင်ဒေတာတွေကိုလှူဒန်းမှုအတွက်လေလံချန်ခင်စီ340နဲ့စတင်လိုက်ပါတယ်။တဲဆုငင်းကဒီဝစ်ဆုံကိုဝစ်ဆင်ခဲ့တဲ့အချိန်မှာဝေဖန်မှုတွေများခဲ့သလိုအာရချနဲ့သူတွေလည်းရှိခဲ့တာပေါ့။ပြိုင်ပွဲရဲ့ခေါင်းစဉ်ထဲမှာကိုက်ညီတာကြောင့်ဆုမရခဲ့တာဆိုပြီးညှဉ်းခုံမှုတွေလည်းထွက်ပေါ်ခဲ့သလုံးဒီဝတ်ဆောင်ကြောင့်တဲဆုညင်ရဗျမတပတ်လိုပြောင်းလဲသွားတယ်လို့ချီးကျူးနေခဲ့ကြတဲ့သူတွေလည်းရှိပါတယ် နိုင်ငံတကာကပြည်သက်တွေကပါသတိထားမိခဲ့တဲ့ဝစ်ဆောင်ဖြစ်ပြီးအလုံးပေါင်း3400ကျော်ကုန်ကျခဲ့တဲ့ဝစ်ဆောင်ဖြစ်ပါတယ်။ဒီဝစ်ဆောင်ကသဲဆူငိမ့်နဲ့ရန်လိုက်ဖက်ခဲ့ပြီးမြန်မာတယောက်ရဲ့အတွင်ပြင်ကိုထင်ရှားစေခဲ့တာပါ။ဒီဝစ်ဆောင်ကအခြားနိုင်ငံတွေကအတူယူပြီးတော့မတိမတားလေးဖန်တီးထားတာတွေရှိပေမဲ့လည်းဒီဝစ်ဆောင်ကတော့မမီခဲ့ပါဘူး။နိုင်ငံတကာပြည်သက်တွေအထိနာမည်ကြီးသွားခဲ့တဲ့ဒီဝစ်ဆောင်ကတော့ဒီဇိုင်နာတီကေကလေလံတင်ရောက်ချမှာဖြစ်ပြီးလေလံတင်လို့ရတဲ့ငွေကြေးတွေကိုငလျင်ဘေးတင်ဒေတာတွေမှာလှူဒန်းသွားမှာပါ။ လေလံနောက်ဆုံးရက်ကတော့ဧပြီလ10ရက်နေ့ထိတွုံးမြေပေးထားပြီးဧပြီလ30ရက်နေ့မှာပြည်ဆောင်ရဲ့အစိပ်ပိုင်းတွေကိုပြန်လည်မုံမှန်ကလေလံအောင်သူကိုပေးရသွားမှာပါပေးရသွားမယ့်ရာရီကတော့တဲဆုညိဝစ်စင်ကလေးအင်ကြီး၆ဝက်တစားပြည့်စုံပြူစတုံးနဲ့အစင်တစားညားနဲ့လေးတို့ပေါဝင်သွားမှာပါမြင်းနဲ့ရထလုံးကတော့မပေါဝင်ပဲဂျန်နဲ့ပြည့်စည်အစုံလင်းကိုထည့်သွင်းသွားမှာဖြစ်ပါတယ်ဒီဒီဇိုင်နာကတော့ဒီဝတ်ဆောင်ကိုတတ်မို့ထပ်ပြီးနေရာတစ်ခုမှာအလှပြတင်ထားမဲ့လူတယောက်ထံကိုရောက်သွားဖို့အတွက်မျှော်လင့်ထားပါတယ် စစ်မှန်ဝင်းချီဘေတနိုအေဂရီဝတ်ဆောင်ကဒဲဆုညိဝတ်ဆင်ခဲ့စင်မှာလူကြိုက်များခဲ့ပြီးလူကျင်တဲ့သူတွေလည်းရှိပါတယ်ဒီဝတ်ဆောင်ကအချိန်ပေးပြီးသေချာဖန်တီးထားရတဲ့အတွက်ဒီဇိုင်နာအဖွဲ့ကရန်တံမိုးထားတာပါမြန်မာနိုင်ငံကဒီဇိုင်နာတွေကလည်းရေချင်းတစ်ခုရှိချမ်းကိုဒီဝတ်ဆောင်နဲ့ပြသနိုင်ခဲ့ပြီးမျက်နှာပန်းလှခဲ့ပါတယ် တံပိုးထားရတဲ့ဝစ်ဆောင်ကိုမရောက်ချခြင်းမဲ့လည်းငလျင်ဘဲတဲ့ပြည်သူတွေကိုလှုပ်ထမှုအတွက်လိုအပ်လာတာကြောင့်လင်းလာတင်လိုက်ရတာပါပရိသတ်တွေကတော့ဒီဝစ်ဆောင်ကသဲဆုငိမ့်နဲ့အလိုက်ဖတ်ဆောင်ဖြစ်လို့သဲဆုငိမ့်ကိုလည်းလေးလံဆွဲစေခြင်းနဲ့ကြပါတယ်သဲဆုငိမ့်ကငလျင်ဘဲမှာလမတွေကိုထွက်ပြီးအပြစ်မှန်ခံကအလူခံပေးနေတာပါ မြန်မာနိုင်ငံငလျင်ဘေးရဲ့အခြေအနေကိုလည်းတစ်ကမ္ဘာလုံးကသိအောင်အင်္ဂလိပ်ဘာသာစကားနဲ့အကူအညီတောင်းခံခဲ့ပါတယ်။ဒီဝတ်ဆောင်လေးကိုတမိုးထပ်ပေးမယ်လေငလျင်ဘေးကပိုအရေးကြီးလို့လှူဒန်းတော်တော်မှာပေါ့။ဒီဝတ်ဆောင်ကိုသက်ဆုညိဝတ်ဆင်ပြီးရှင်ပြိုင်တုန်းကပန်းထွာဘရင်မကြီးဝင်ပူးတလို့အချီတွေအမှုရာတွေကပြောင်းလဲသွားပါတယ်။မမြင်ရတဲ့ပုံကိုယ်တွေကဒီဝတ်ဆောင်ကိုစောင့်ရှောက်တယ်လို့ယုံကြည်ကြပြီးဝတ်ဆောင်ကိုကြည့်လိုက်ရုံနဲ့စက်သိန်းထောင်းလောက်တည်တက်လှပနေတာပေါ့။ အဆောင်ရှောက်ကြီးတဲ့ဒီဝစ်ဆောင်ကိုဘလို့လူကပိုင်းဆိုင်သွားမလဲဆိုတော့ကိုတော့အလုံးကစိတ်ဝင်စားနေကြပါတယ်။စစ်မှန်ဝင့်ချီဘိတ်တနိုအေဂရီဝစ်ဆောင်ကိုလေလံတင်ပြီးရောင်းချမဲ့အပေါ်ဘရဒတ်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အလုံးကကျေးဇူးတင်ပါတယ်။အချောင်းမျိုးမျိုးကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရဖုံဘွားရောက်ရှိပါစေကြောင်းနဲ့ကိုညီကဆဲထောက်ပံ့ပေးသူတွေအလုံးကိုလည်းကျေးဇူးထူးတင်ကြောင်းပြောကြားရင်းနဲ့အလုံးမဲနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။